င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကဆုံးရှုံးထားတဲ့နေမျိုးတွေကိုတိုက်ခတ်သိမ်းပိုက်ပြီးရင်ဂျားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ်လို့ဆိုပါတယ်စစ်ကော်မရှင်လိုအမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကိုအကြမ်းဖက်မှုတိုက်ဖြဲဥပဒေနဲ့အညီဆက်လက်အရေးယူသွားမယ်လို့ NUG နဲ့ NUCC ကပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်တပ်ကလက်ရှိ ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လဲသိမ်းပိုက်ရရှိရင်ဂျားဖြတ်ရေကောက်ပွဲတွေကိုဇက်တိုက်ပြုလုပ်သွားဖို့ရှိနေပြီးအဲ့ဒီဂျားဖြတ်ရေကောက်ပွဲတွေကိုလည်းကြန့်ခိုင်ရေးပါတီကအပြည့်အဝဝင်ရောက်ရှင်းပြိုင်သွားမယ်လို့ကြန့်ခိုင်ရေးပါတီသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လက်ရှိမှာစစ်တပ်ကရေကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်56ခု မဲဆန္ဒနယ်နဲ့တွက်မယ်ဆိုရင်121နယ်ရှိနေတယ်လို့လည်းသိရှိရပါတယ်။လက်တလုံးမှာလုံခြုံရေးအခြေအနေတွေအရာ အဲ့ဒီမြို့နယ်တွေနဲ့မဲဆန္ဒနယ်တွေမှာရဲကောက်ပွဲကိုမကျင်းပနိုင်သေးပေမဲ့လည်းစစ်တပ်ကနယ်မြေရှင်းလင်းရေးနဲ့နယ်မြေလုံခြုံထိန်းချုပ်မှုတွေကိုလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။ဆုံးရှုံးနယ်မြေတွေပြန်လည်ရရှိပြီးရင်လအနှဲငယ်အတွင်းမှာဂျားပြတ်ရဲကောက်ပွဲကိုကျင်းပသွားဖို့စီစဉ်ထားတယ်လို့လည်းကြန့်ခိုင်ရေးပါတီသတင်းမြစ်ကပြောပါရတယ်။ရဲကောက်ပွဲမကျင်းပတဲ့မဲဆန္ဒနယ်တွေမှာ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်56နဲ့အမျိုးသားလွတ်တော်မဲအများဆုံးရသူအနာယူစနစ် FETB မဲဆန္ဒနယ်9နဲ့တိုင်းဒေသကြီးတို့မို့ပြည်နယ်လွတ်တော်မဲအများဆုံးရအနာယူစနစ် FETB မဲဆန္ဒနယ်56နဲ့တို့ပါဝင်ပြီး မြို့နယ်အနေနဲ့ကချင်ပြည်နယ်မှာ၄မြို့နယ်၊ကယားပြည်နယ်မှာ၃မြို့နယ်၊ချင်းပြည်နယ်မှာ၄မြို့နယ်၊စကိုင်းတိုင်းမှာ၁၀မြို့နယ်၊မကွေးတိုင်းမှာ၅မြို့နယ်၊မန္တလေးတိုင်းမှာ၃မြို့နယ်၊ရခိုင်ပြည်နယ်မှာ၁၀မြို့နယ်နဲ့ရှမ်းပြည်နယ်မှာ၁၈မြို့နယ်တို့မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့စစ်အုပ်စုကကြေညာထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ စစ်ကောင်စီကနေစစ်ကော်မရှင်လိုအမိပြောင်းထားတဲ့စစ်အုပ်စုဟာအကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တဲ့အတွက်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အညီဆက်လက်အရေးယူသွားမယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ စေအုပ်စုကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့အမည်ကနေနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်လို့ပြောင်းလိုက်ပေမဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့်ပြည်သူလူထုရန်သူဖြစ်ဖြစ်တယ်လို့သူတို့လက်အောက်ခံအဖွဲ့အစည်းတွေကလည်း အကျန်းဖက်အုပ်စုဝင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့ကမနေ့ကကြေညာလိုက်ပါတယ်။အရင်ကလည်းစစ်ကောင်စီကိုအကျန်းဖက်အဖွဲ့အစည်းဖြစ်ကြေညာခဲ့တယ်လို့သူတို့ပြောင်းလိုက်တဲ့စစ်ကော်မရှင်ကိုလည်းအကျန်းဖက်အဖွဲ့အစည်းဖြစ်ရောနိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ရန်သူ enemy of the state ဖြစ်တာကိုထပ်ဆင့်ပြီးတော့ကြေညာတာဖြစ်တယ်လို့လည်းဦးနေဖုံးလက်ကပြောပါရတယ်။အဲဒါကြောင့်စစ်ကော်မရှင်နဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေမှာ ာပါဝင်ပတ်သက်နေတဲ့လူပုဂ္ဂိုလ်တွေအကုန်လုံးကိုလည်းအကျန်းဖက်တိုက်ဖြည့်ဥပဒေနဲ့ညီအမျိုးသားညီညွတ်ရေးအစိုးရရဲ့အကျန်းဖက်မှုတိုက်ဖြည့်ဖို့အဖွဲ့ကနေဆက်လက်ပြီးတော့အရေးယူသွားမှာဖြစ်တယ်လို့ NUG အစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရတယ်။ပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာ မင်းအောင်လိုင်းဥဆောင်တဲ့စေအုစုဟာနိုင်ငံတော်တမရနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ပြည်သူအစိုးရအဖွဲ့ဝင်တွေကို မတရားဖန်ဆီးပြီးပြည်သူအာဏာကို သိမ်းယူခဲ့တာဟာနိုင်ငံတော်ပုံကံမှုကိုကျွလွန်ခဲ့တာဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီက2021ခုနှစ်မတ်လ1ရက်နေ့မှာနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေအပေါ်အကြမ်းဖက်မှုတွေကိုကျွလွန်နေတဲ့စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြီးညာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းအတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရွာမြို့နယ်မအူဂိတ်စစ်တပ်ထိုင်စခန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အမျိုးသမီးတဦးဟာတေဆုံးပြီး၄ဦးဟာဒဏ်ရာရရှိခဲ့လို့မုံရွာမြို့နယ်တရင်မှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရစေ။စက်တင်ဘာလ18ရက်နေ့ညနေ9:00ခွဲလောက်က မုံရွာမြို့နယ်မအူဂိတ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲငကားရင်ကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့လေးကျင်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာ ပြည်သူအမျိုးသမီးလေးဦးအမျိုးသားတအူးဟာထိမှန်ဒဏ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲလိုဒဏ်ရရှိသူတွေကစတင်ဘာလ16ရက်နေ့မှာတော့အမျိုးသမီးတဦးဟာတည်ဆုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။အလားတူစတင်ဘာလ15နေ့ည10:00နာရီခွဲလောက်ကလည်းရင်းမာပင်မြို့နယ်အောင်စရာဂုံးမှာတက်ဆွဲထားတဲ့စစ်တပ်ကညောင်ပင်ဆောက်ကျွာအတွင်းကိုဟောင်ဝဲစာလက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာပြည်သူတဦးဟာထိခိုက်ဒဏ်ရရှိခဲ့ပြီးကားတစီလည်းပျက်စီးခဲ့လို့လည်းသိရှိရပါဗျ။အကြက်ဖက်စစ်ကောင်စီက ပြည်သူလူထုကိုပြစ်မှတ်ထားက လေကြောင်းလက်လက်ကြီးတွေနဲ့ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့်မိဘပြည်သူတွေအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီကိုအ мян ဆုံးရှင်းထုတ်နိုင်ရေးပြည်သူအလုံးပူးပေါင်းပါဝင်ပေးကြဖို့အတွက်မုံရွာမြို့နယ်တည်င်းမှန်ပြန်ကြားရေးအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းမြန်မြို့နယ်အနောက်ခြမ်းကြောက်ခွတ်မော်နယ်ဝဲတူးမော်အနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တက်လေထီနဲ့လေကြောင်းတိုက်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတဦးဟာသေဆုံးကပြည်သူ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရစေ။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းကပခုတ်ကူတပ်မ101ပရာမိုတာနစီနဲ့မြိုင်မြို့နယ်အနောက်ခြမ်း ကြောက်ခွန့်မော်နဲ့ဝဲတူးမော်အနည်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေချောင်းကနေတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအကြက်ဖက်စစ်တရဲလေချောင်းတိုက်ခတ်မှုတွင်ကြောက်မော်တွင်းမှာအလုတ်လုတ်ကန်နေကြတဲ့ထဏောင်းကုန်းရွာကနေထိုင်တဲ့အမျိုးသမီးတဦးဟာသေဆုံးခဲ့ရကပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။အဲဒီလိုမှာတော့စစ်တပ်ကမြိုင်မြို့နယ်မှာမကြာခဏဆိုသလို ကင်းထောက်လေရင်တွေကိုပြန်ဝဲတာ drone တွေနဲ့ကင်းထောက်တာတွေကိုဇက်တိုက်လှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတက်ခတ်မှုတွေလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ဒါအပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေကိုစစ်တပ်ကလှုပ်ဆောင်လာတယ်လို့လည်းဒေသပြည်သူတွေစီကနေသိရှိရပါဗျ။ဂျပန်စစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ်။ရွေးကောက်ပွဲမှာမြန်မြို့နယ်ကိုရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တစ်ခုအဖြစ်ကြီးညာထားတာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ကရေနံမော်တွေကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဘုံ55လုံးကိုထပ်မံကျဲချတိုက်ခတ်ခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။စက်တင်ဘာလ18ရက်နေ့မွန်လွန်နိုင်ခွဲလောက်ကနေစတင်ပြီးမိရှိလာလေတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဝိုင်းတွဲလျင်တစည်းဟာပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်က ရင်နံမော်တွေကိုဘုံ55လုံးနဲ့ဆက်နေခြင်းဘုံကျဲတက်ခိုက်သွားတာလည်းဖြစ်ပါတယ်။အကြံဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲဒေသနေပြည်သူတွေကတော့ဘေးလွတ်ရာကို ထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့နဲ့18ရက်နေ့ကလည်းအကြံဖက်စစ်တပ်ကမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အဆက်ကရင်နံမော်တွေကိုစက်တပ်လေတီးနဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးဟာတေဆုံးခဲ့ရကပြည်သူ၃ဟာထိခိုက်ဒဏ်ရာရှိခဲ့ ါသေးတယ်ရှင်။ပဲခူးရတဲ့တဘောက်ကိုတက်ဆက်ပေးကြပါရယ်။ပဲခူးတန်ကြောက်ကြီးမြို့နယ်ခလရ60တရင်နဲ့ခမရ960တရင်ကစစ်မှုတန်တပ်သားတဲ့3ဟာ တနက်ယူဆောင်လာခြင်းမရှိပဲအလင်းဝင်ရောက်လာသလိုကျုံးစုနဲ့တဝယ်မြို့နယ်တို့မှာလည်းစစ်သားနဲ့စစ်မှုထမ်းတပ်သားတစ်တွေအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ကကြောက်ကြီးမြို့နယ်ခလရ60တရင်ကအသက်28နှစ်အရွယ်ရှိတဲ့ဝင်းထောအသက်32နှစ်အရွယ်ရှိတဲ့မောင်ရှိုင်းမယ်ခမရ960တရင်ကအသက်30အရွယ်ရှိတဲ့မောင်ဝင်းထက်အောင်တို့ဟာ ကြောက်ကြီးမြို့နယ်ကရင်မြို့သားလူမျိုးရဲတက်မတော် KNL တရင်6စီကိုလက်လက်ချအလင်းဝင်ရောက်လာကြတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါဗျ။အဲဒီလိုအလင်းဝင်ရောက်လာတဲ့၃ဟာပြည်သူ့စစ်မှုထမ်းအပတ်စဉ်၁၁စစ်တင်နှန်းစင်းတွေဖြစ်ကြပြီး တက်သားမောင်ဝင်းတွန်းဟာကျေးရွာအတွက်ငွေကျပ်3.80နဲ့အငှားစစ်မှုထမ်းသူဖြစ်ပါတယ်။မောင်ရှိုင်းမင်းနဲ့မောင်ဝင်းထက်အောင်တို့နှစ်ဦးမှာတော့မတရားစစ်မှုထမ်းဖြစ်ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့လည်း KNU ကသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်စစ်မှုထမ်းတက်သားတဲ့သုံးဦးအနေနဲ့အခက်အခဲအမျိုးမျိုးကြောင့်လက်နက်တွေကိုယူဆောင်လာနိုင်ခြင်းမရှိပေမဲ့လည်းကြောက်ကြီးမျိုးနဲ့တာဝန်ရှိသူတွေကအဝတ်အစားနဲ့အစားအသောက်တွေကို ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာထင်ထင်ဆောက်ရှောက်ထားရလို့လည်းသိရှိရပါတယ်။အလားတူတနင်္လာရီတိုင်းပလောအခြေဆိုင်ခလာရ285တရင်ကစစ်မှုတန်းအပတ်စဉ်တစ်တင်နှန်းစဉ်စစ်မှုတန်းတပ်သားတအူးဟာတနက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်လာခဲ့တယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပကဖကတာဝန်ရှိသူတို့ကပြပြပါတယ်ဖေဗူလာတွင်ပလောခြေဆိုင်ခလာရ285တရင်ကစစ်မှုတန်းအပတ်စဉ်တစ်ကစစ်မှုတန်းတပ်သားတဲ့ အောင်မြင့်ခိုင်ကတနက်ယူဆောင်လာခြင်းရှိပဲကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖစီကိုအလင်းဝင်ရောက်လာတာလည်းဖြစ်ပါတယ်ဒါအပြင်တနင်္လာနေ့တိုင်းတဝဲမြို့ကနေပကာရီရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်။ခမရ406တရင်ကစစ်သားတဦးကတော့တနက်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့ဒူရကစစ်ကြောင်းကတည်င်းထုတ်ပြန်ထားပါတယ်။စတင်မလာ7ရက်နေ့ကတဝဲမြို့ကနေပကာရီရွာဘက်ကိုထွက်လာတဲ့နေမြေရှင်းလင်းရေးစစ်ကြောင်းက ခမရ406တရင်ကစစ်ကောင်စီတပ်သားရဲသိန်းနိုင်ဟာတနက်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးဒူရကစစ်ကြောင်းစီကိုအလင်းဝင်ရောက်လာတာလည်းဖြစ်ပါရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစစ်တပ်ကစမ်းကြွယ်ရွာကိုသိမ်းပိုက်ပြီးတဲ့နောက်မှာလက်လက်ကြီးနဲ့ပြစ်ခတ်တာကြောက်မြက်လောက်ကတွေကိုမီးရှို့ဖျက်ဆီးတာတွေကိုဇက်တိုက်လှုပ်ဆောင်လာတယ်လို့ဒေသပြည်သူတွေနဲ့ KIA စေသတင်းမြေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ16ရက်နေ့နေ့လယ်ပိုင်းက KIA နဲ့ PDF တော်လိုင်းတက်တွေစုတ်ခွာထားတဲ့စမ်းကြွယ်ကြေးရွာတွင်ရတနာမိုးမြေကုမ္ပဏီပိုင်ဆက်ရန်နေရာတွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အကြက်ဘက်စစ်တပ်က KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနေရာယူထားတဲ့စမ်းကြွယ်ရွာကိုသိမ်းပိုင်ဝင်ရောက်နေရာယူလိုက်တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပြည်သူတွေရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်တဲ့အတွက်ခလေးပါဝင်ပြည်သူ၃ဦးဟာတိတ်ဆုံးက9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ ီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းဖားကံမှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကပြည်သူတွေရှိတဲ့ရှရွန်ခမနာမော်ရှန်ဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုပစ်ခတ်မှုကြောင့်ကလေးတဦးပါဝင်ပြည်သူတွေတေဆုံးကပြည်သူ9ဦးဟာလည်းဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေ့ကိုတက်ဆက်ပေးရပါ။ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။